ိုင်းထဲမှာချမြင်ပြီးတော့ဈေးကြီးပေးပြီးဝယ်တကယ်ကောင်းတယ်တကယ်ပေးဝယ်ရှင်းရှင်းလေးပဲအဲ့ဒါဆိုရင်ကိုကဝိုင်းထဲမှာသူယုံကိုယုံယုံထားတဲ့ချက်ပြီးတော့ကိုကိုယ်တိုင်မြင်တွေ့ထားတဲ့ခြေကောင်းလမ်းကောင်းချက်မျိုးတွေဆိုရင်ဈေးကြီးပေးပြီးတော့ဝယ်လဲတန်တယ်အဲ့ဒါဘာကြောင့်လဲဆိုတော့နောက်တော့ဝိုင်းမှာ27ရက်ပြည်တာနဲ့ကိုထွက်တိုင်လို့ရတယ်မွေးတိုးဆိုရင်16ရက်နဲ့ပြန်ထွက်လို့ရတယ်17ရက်နဲ့ဟုတ်တယ်မလားတိတ်ပြီးတော့မခံရတဲ့ချက်ဆိုရင်တပတ်10ရက်နဲ့တော့ပြန်ထွက်လို့ရတယ် အဲ့တော့ဝိုင်းထဲမှာမြင်တွေ့ဝယ်တော့တန်းတိုက်ဆိုတဲ့ချက်ကိုဘလို့နေရာမှာဝယ်တင်တယ်လဲလို့မေးရင်ကျွန်တော်ကတော့ဝိုင်းထဲမှာဝယ်ဖို့ပဲအကြံပေးခြင်းအဲ့တော့မာကြောက်လဲဆိုတော့ကျွန်တော်စနပြောခဲ့သလိုပဲအဲကိုကဝိုင်းထဲမှာဝယ်လိုက်တာဖြစ်တဲ့အတွက်ကိုလည်းမြင်ဘူးသားရယ်တွေ့ဘူးသားရယ်ကြာချက်မှာတကယ်လဲကိုကလမ်းစကန်းကြောင်းလဲသိသွားတယ်အဲ့လိုချက်မျိုးကိုဝယ်တာတောင်မှပဲတန်းတိုက်နော်တန်းတိုက်အဲ့လိုဝိုင်းထဲမှာဝယ်လိုက်တာတောင်မှပဲနောက်တစ်ခါကိုသွားတိုက်တဲ့အခါကြာလို့ရှိရင်ဘယ်လိုပြောပြမလဲလမ်းမတော်ရင်ကျဆုပ်ဖြစ်သေးတယ်ဗျအဲ့လားတော့တန်းတိုက်နော် ကိုကနောက်တော့ဘာကြောင်းဘာနိုင်သွားလို့ကြည်ရချီလဲကောင်းတယ်လမ်းလဲကောင်းတယ်တကယ်ကြိုက်တယ်ဈေးကြီးပြီးဝယ်တဲ့ကြက်တောင်မှပဲနောက်တစ်ခါကိုသွားချတဲ့အခါမှာနော်ပိုင်းမနေနေဝယ်တာတော့ချက်ကိုပိုင်းမနေနေဝယ်ပြီးတော့နောက်တစ်ခါသွားတိုက်တဲ့အခါတော့မှပဲရှုံးနိုင်သေးတယ်လမ်းမတော့ရင်ကြက်ကချက်ဆုံးပဲရှင်းတယ်အဲ့ဒီမှာကိုချိုးမွေးပြပြနေ27ရဲ့ဂျားထဲမှာကိုကလက်ဟာမှုရှင်ရင်လဲအဲ့ကြက်ကမခွရင်လဲလူမကောင်းလို့မခွရင်လဲရှုံးနိုင်သေးတာပဲဒါလောက်တန်းတိုက်ကိုဝယ်တာနော်စပယ်ရှယ်ဝိုင်းထဲမှာချလာတဲ့ကြက်ကိုဝယ်တာရှုံးနိုင်တယ် ။ဒါကြောင့်ဆိုလူနဲ့အများကြီးဆိုင်တယ်ကြက်ဝဲတယ်နောက်ပြီးတော့ကြက်ဝိုင်းထဲမှာဝင်ပြီးတော့ချတယ်ဆိုတာလူနဲ့တော်တော်ကိုဆိုင်တယ်။ဒါကြောင့်လဲဆိုတော့ဒီကြက်တွေကကျွန်တော်27ရက်ကျွေးမွေးပြုပြင်လာအောင်မှာပဲတစ်ခါတလေကြာရင်ပြုံးပြရတာပဲသူရဲ့ကျမ်းမကြီးချုံရင်းမှုတွေရှိမယ်။နောက်ပြီးတော့ဝိုင်းနဲ့ဆင်းတဲ့ခါကျရင်ပိုချားမဲ့ကြက်ကကိုယ်နဲ့လမ်းမတူဘူးဆိုရင်လဲရှုံးနိုင်သေးတာပဲ။ဒါတော့မှတန်းတိုင်တော့ကို့အမြင်တွေ့ကိုဝဲတာကျွန်တော်ပြောချင်တာပေါ်လာတယ်။အဲ့လိုမျိုးရှိတယ်။အဲ့တော့ကိုယ်ဝဲမဲ့ကြက်ကအဲဝိုင်းထဲမှာဆေးဖြစ်တယ်ဆေးဖြစ်ပြီးဝဲလာတယ်ဆိုလို့ရှိရင်တော့ပါပဲကြက် တော့ကတ်တဲ့နေရာမှာကိုဝင်မဲ့ချက်နဲ့ဟိုလန်တိုးတဲ့စစ်ပေါက်တွေဟိုလန်တိုးမဲ့စစ်ပေါက်တွေလန်တိုးမဲ့ပုံစံတွေခလန်ကုတ်ပေါက်မျိုးလန်တိုးမဲ့အမူအရာမျိုးပြရဆိုရှောင်ရှားတယ်ဒီလာဒါလုံးတန်တိုက်ဝယ်တာတော့ဝိုင်းနေမှာတန်တိုက်ဝယ်တာလုံးမှာပဲရှုံးနိုင်ကြီးရှိနိုင်သေးတယ်။ဘာကြောင့်လဲချက်ကတော့လမ်းမတွုံးရင်ရှုံးတာဟုတ်တယ်မလား။လမ်းမတွုံးရင်တော့ချက်ဆုံးပဲ။ဘယ်တော့ပဲတီအောင်ကောင်းကောင်းလမ်းမတွုံးရင်ချက်ဆုံးပဲ။အဲ့ဒါကိုပေါ်လာတို့တည်တယ်ဆိုလို့ချင်းကျွန်တော်အဲကြားတဲ့ကျွန်တော်ဘာပြောချင်လဲဆိုတော့တန်တိုက်တကယ်ဝယ်ချင်တဲ့ပေါ်လာမိတ်ဆွေများကဝိုင်းနေမှာပဲဝယ်တဲ့ အလူကိုယုံကြည်ပြီးတော့ဝယ်လို့မရလားရတယ်လူကိုယုံကြည်ပြီးဝယ်လဲဘလောက်ပဲယုံယုံကျွန်တော်ပြပြမယ်ကိုရှင်မှာခွက်လက်တစ်ဖက်တော့ရိုက်တယ်ဟုတ်တယ်မလားကြက်ရဲ့အလုံသားယူသွားမှာလေကြက်ကတကယ်လို့ဝိုင်းသက်ရှိပြီးသားတစ်ဖက်အဝေးရဲ့နေဝေးရမှာလေဆိုပါလို့ဝိုင်းသက်ရှိပြီးသားဆိုရင်တော့ပဲလဲဒီပိုင်းမှာလေပေါင်းနေမှာလေကြက်ကနှစ်နာရီလောက်ယုံမှုတဲ့ကြက်ဆိုရင်တော့မှပဲသူရဲ့ခွက်လန်းခွက်သားကိုသီးတင်တာဖြစ်တဲ့အတွက်10မိနစ်15မိနစ်တော့ချိန်ကြီးပုံပြီးတော့မှအောင်မှတ်ထားတယ်အဲ့ဒါမှဝိုင်းထဲမှာချအခုကငွေကြီးကြီးတွေနဲ့အချိန်ကြီးနဲ့ရင်းပြီးသွားတာဘုံသိက္ခာတွေပါပါတယ်ကြက်ရှုံးသွားပြီဆိုလို့ရှိရင် အဲ့တော့တန်းတိုက်ဆိုတဲ့မိတ်ဆွေများအကြံပေးချင်တာတခုရှိတယ်ဝိုင်းထဲမှာဝယ်လုံးဝကျွတ်နေတဲ့ချက်ပေါ်ဝယ်ဈေးကြီးပေးပြီးဝယ်အဲ့ဒါ